မင်္ဂလာပါ food time life အားကစားကဏ္ဍနေကြိုဆိုရတယ်အဲ28ရက်ကုလ2025ပေါ့နော်ဒီည10:00နာရီမှာကစားမယ်ညူကာဆယ်နဲ့အာဆင်နယ်အသင်းတို့ရဲ့ဒါပွဲကိုကျွန်တော်သုံးသပ်သွားဖြစ်ပါတယ်ပေါ့နော်အဲဒီနှစ်သင်းကတော့ဒါပြောမယ်ဆိုရင်တိုက်စစ်ကိုအားပြန်မဲ့အသင်းတွေဖြစ်တယ်ပေါ့နော်နှစ်သင်းလုံးကဒါတိုက်စစ်အသာပေးအသင်းတွေဖြစ်တယ်ပေါ့နော်ညူကာဆယ်ကတော့ဒါစထရန့်ကိုအားပြုပြီးတော့ကစားတဲ့အသင်းပေါ့နော်အဲခွန်အားနဲ့ဒါလင်မြန်မှုနဲ့ ဖစ်စကပိုင်းကိုအပူပီကစားတဲ့အတင်အစင်တွေကတော့ဒါနီးစနေကြကြကစားတတ်တဲ့အတင်ပေါ့နော်အဲဒီအနေထားကိုကြည့်မယ်ဆိုရင်တော့နှစ်သိန်းလုံးကတော့သူ့အနေနဲ့သူတော့ဒါအသက်ချက်ရှိတယ်ပေါ့နော်သူ့အနေထားနဲ့သူတော့အာတသိန်းချင်းရဲ့အနေထားကြည့်မယ်ဆိုရင်နျူကာဆယ်ကတော့ဒါအာအခုချိန်မှာကခန်စစ်ကတော့ဒါနည်းနည်းအားနေတယ်လို့ရှိတယ်ပေါ့နော်ခန်စစ်ကတော့နည်းနည်းအားနေတယ်လို့ရှိတယ်အဲတိုက်စစ်ကတော့ ဒါတော်တော်ဟိုဟာဖြစ်တယ်ပေါ့နော်။ညိုင်းနေပြောရမှာပေါ့နော်။ဟိုအမြဲတမ်းလဲဒါသူရဲ့ပုံစံအတိုင်းကပဲသိနေပဲကန်တယ်။အဲလင်မြန်မှုနဲ့ဒီအခွန်အားကိုအသုံးပြုပြီးတော့ဒါကစားတဲ့အသင်းပေါ့နော်။ physical ပိုင်းကောင်းမွန်တဲ့အသင်းပေါ့နော်။အဲအဆင်တွေကတော့ဒါပြိုင်ပွဲအနေထားပေါ်မူတည်ပြီးတော့ဒါကစားတဲ့အသင်းပေါ့နော်။အဲ့တော့ဒီနှစ်သင်းတွေ့ဆုံမှုမှာဒါဘယ်လိုဖြစ်နိုင်လဲလို့ဒါကျွန်တော်အနေနဲ့ဒါ လိုလိုရှင်းမဲ့ပြောရမယ်ဆိုရင်တော့ဗောနော်အာဆင်နယ်အနေနဲ့ကနယူကာဆယ်မှာနယူကာဆယ်ကွင်းမှာနိုင်ဖို့ဆိုတာကတော်တော်ခိုင်းရင်းလေးပဲဗောနော်အဘာဖြစ်လို့လဲဆိုတော့နယူကာဆယ်ရဲ့ဒါလင်မြန်မှုအာ physical ဘိုင်းကောင်းမှုမှုတွေနဲ့ပြီးတော့ဒီတိုက်ဆက်ဒီဟိုထိရောက်မြန်ဆန်မှုတွေကဒါအာဆင်နယ်ကိုအာတော်တော်ဒုက္ခပေးနိုင်လေးပဲဗောနော်အာဆင်နယ်အနေနဲ့ဒါနယူကာဆယ်ရဲ့ဒါ အဲကစားအားကိုသူတော်တော်လေးကိုလိုက်ပြီးတော့အာရှင်ကစားမဲ့နေတာမျိုးရှိတယ်ပေါ့နော်ကစားအားကတော့ပြောမှဆိုရင်အာဆင်နယ်ထက်ကိုနယူကာဆင်ကအပူတော်ကောင်းသေးတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ကစားအားပါတော့အဲအာဆင်နယ်ကတော့ဒါနီစနစ်အဲအရာပဲသူကကစားမဲ့ပုံတယ်ပေါ့နော်အဲအနေထားကတော့ဒီလိုရှိပြင်မယ်ပေါ့နော်အဆင်လာပိုင်းကိုကြည့်မယ်ဆိုရင်လည်း ဆင်လာပိုင်းမှာဒါနောက်ဆုံးဒါနီကတ်ဆယ်အိမ်ခွေးမှာနောက်ဆုံးတွေ့ခဲ့တဲ့၃ချိန်မှာအာဆင်နယ်ကတစ်ချိန်မှအနိုင်မရခဲ့ပေါ့နော်အဲ့တော့ဒီနေ့မှာလည်းဒါအာဆင်နယ်အနေနဲ့ထပ်ပြီးရုန်းကန်ရလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဖွင့်လိုက်လာတဲ့ဂျီအရဆိုရင်လည်းဒါအာဆင်နယ်ကဒါ level ဒါဟို90ရှုံးပေါ့နော်အဲဂိုးပေါင်းကတော့ပြန်နှလုံးအဲ65ရှုံးပေါ့နော်အဲ့တော့ဒါဂိုးပေါင်းဂျီကတော့ဒါပြောမယ်ဆိုရင်ဒါဟိုဟိုနဲတယ်ပေါ့နော်ဂိုးပေါင်းဂျီနဲတယ်အဲ့တော့ဂိုးကတော့ ဒါအောက်နိုင်ခြေများတယ်ပေါ့နော်အခုကအောက်နိုင်ခြေများတယ်နှစ်သင်းလုံးကအပြန်အလှန်တိုက်စစ်ဆင်းရဲနေပဲဒါအချိန်ကုန်မှုများမယ်လို့တော့ထင်တယ်ပေါ့နော်အဲအဲ့တော့ဒါကအာဒီအသင်းနှစ်သင်းရဲ့ဒါရလက်ပိုင်းကဘယ်လိုပဲဒါရှိလာနိုင်ပါသေးပေါ့နော်အဂျီရစဉ်းစားမယ်ဆိုရင်တော့ဒါအာဆင်နယ်အနေနဲ့မနိုင်နိုင်ဘူးလို့ယူဆတယ်ပေါ့နော်ကျွန်တော်အနေနဲ့နျူကာဆယ်ဘက်မှာအဲ့တော့ညူကာဆယ်အဲကိုကြေးရစဉ်းစားမယ်ဆိုရင်ကျွန်တော်အနေနဲ့ညူကာဆယ်ပေါ်ကြီးကိုကြိုက်တယ်ပေါ့နော်ဘိုးပေါင်းကတော့ အဲမထင်မှတ်ပဲလေပုံပေါ်သွားနိုင်တဲ့အတွက်ကိုပေါင်းကိုတော့ဟိုမရွေးချယ်ချင်တော့ဘောနော်ကိုပေါင်းကတော့မရွေးချယ်ချင်တော့ဘူးအဲမဖြစ်မနေရွေးချယ်ရမယ်ဆိုရင်လည်းအဲကိုပေါင်းအောက်ပဲရွေးချယ်ချင်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အဲကိုကခုနကျော်ပြောသူပဲပေါ့နော်အပြန်လန်တက်စစ်စင်လဲဒါအချင်းကုန်တာများမယ်လို့ယူဆတဲ့အတွက်ဒါ 1C 11အဲ 1C အဲ11ဒါ 2C လောက်ပေါ့နော်အဲကျွန်တော်တော့အဲ့လိုပဲထင်နေပေါ့နော် ဟိုတူးစီးဆိုတော့ဒါဟိုဖြစ်ဖြစ်ဖို့တော့ခဲရင်တယ်ပေါ့နော်ဖြစ်ဖို့တော့ခဲရင်တယ်ငါစင်တယ်လို့သိရင်ဒါနှစ်ခုပြတ်နိုင်ဖို့ဆိုတော့ဒါဖြစ်ဖို့တော့မလွယ်ပေါ့လीဒါပေမဲ့ဒီကိုပေါင်းကြီးရစဉ်းစားကြည့်တာပေါ့နော်ကိုပေါင်းကြီးရစဉ်းစားကြည့်တဲ့ဟာတော့အဲကျွန်တော်အနေနဲ့ဒါဝမ်းစီးဘောင်းဝမ်းလောက်ပဲဒါအဲသွားလိုက်မယ်အများဆုံးသွားလိုက်မယ်လို့မြင်တယ်ပေါ့နော်ဟိုပြောချင်တာတော့နှစ်သိန်းပေါင်းနှစ်ခုအအထက်ကို ရောက်ဖို့မလွယ်ဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲတော့ဒါတော့ညီကိုတို့ဒါ အာမိဘသားချင်းချင်းပြီးတော့ဒါရွေးချယ်ကြပါတော့เนาะကျွန်တော်ကတော့ဒါဒီညရွေးချယ်မှုကတော့ Newcastle ပေါ်ပြီးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်